ငလင်ဘေးတဲ့ဒေသတွေမှာဖြစ်နိုင်ရင်တော့ရေတက်ကိုပဲတောက်သုံးပါဘုံပန်းရေတွေးရေကန်ရေပဲတောက်သုံးနေသူတွေဆိုရင်တော့၃မိနစ်လောက်ပော့ပွက်စုအောင်ကြိုချက်ပြီးမှပဲတောက်တင်ပါတယ်မင်္ဂလာပါရှင် People's Spring ကအပတ်စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့ကြည်တွင်သတင်းဆောင်ပါစီစဉ်ပါစစ်ကောင်စီတပ်ကိုတော်လှန်နေတဲ့ရဲဘော်တွေပြောလို့ရှိတဲ့ဗန်းစကားတစ်ခုရှိပါတယ်ပွဲကြတယ်ဆိုတဲ့စကားပါတောင်ပိုင်းသားတွေပွဲကြတယ် မြောက်ပိုင်းသားတွေပွဲကြတယ်ဆိုပြီးဒေါ်လန်ရေးတပ်ဖွဲ့ဝင်တွေကစစ်ကောင်စီတပ်ကိုတိုက်ပွဲဖော်ဆောင်ရမှာစစ်တိုက်တယ်လို့မတုံ့နှုံးပဲဗန်းစကားအနေနဲ့ပွဲကြတယ်လို့ပြောလို့ရှိပါတယ်ပွဲကြတယ်လို့ပြောရင်အများဆုံးစားနောက်ခံရလိမ့်ရှိတာကတောင်ပိုင်းကရဲဘော်တွေပါအချောင်းကတော့တောင်ပိုင်းသားတွေပွဲသိမ့်မကဘူးဆိုပြီးရဲဘော်အချင်းချင်းစားနောက်ကြတာဖြစ်ပါတယ် အမျိုးသားညီညွတ်ရေးအစိုးရကအမှတ်တဲစစ်ဒေသမြောက်ပိုင်းနဲ့အမှတ်နဲ့စစ်ဒေသတောင်ပိုင်းလို့အကြံဖြင့်စစ်ဒေသနှစ်ခုသတ်မှတ်ထားပါတယ်။အဲ့ဒီစစ်ဒေသနှစ်ခုတွေက အမှတ်နဲ့စစ်ဒေသတောင်ပိုင်းကကရင်မျိုးသားအစည်းအရုံး KNU နယ်မြေရဲ့စစ်ရေးချင်းတွေအကြောင်းလေ့လာကြည့်အောင်ပါ။ဒီຫນွေဥတော်လှန်ရေးမှာအဝေးဖန်ခံရဆုံးအဖွဲ့တွေကို ပြောပါဆိုရင် KNU နဲ့ NUG တို့ကထိတ်ဆုံးမှရှိနိုင်ပါတယ်။အခုအခါမှာတော့ KNU ရဲ့ KNLE ရော NUG ရဲ့ PDF တပ်ဖွဲ့တွေရောတခြားပူပေါင်းတပ်တွေပါတောင်ပိုင်းမှာထိုးစစ်ကြီးတရက်ကိုပူပေါင်းဆင်နွှဲနေကြပြီ ဖြစ်ပါတယ်။မြန်မာနိုင်ငံမြောက်ပိုင်းမှာတရုတ်ရဲ့ဂျာဝင်ဆွတ်ဖက်မှုကြောင့် MNDAA ဟာပူပေါင်းတပ်တွေနဲ့အတူခက်ခက်ခဲခဲတိုက်ခိုက်သိမ်းခဲ့ရတဲ့ရှားမခရှိရာလာရှုမျိုးကိုစစ်ကောင်စီစီတနက်တစ်ချက်မဖောက်ရပဲလွှဲပေးလိုက်လို့ပြည်သူတွေစိတ်ဆိုးဝမ်းနဲ့စိတ်ရှုပ်ထွေးနေတဲ့အချိန်မှပဲတချိန်ကအဝေးဖန်ခံရဆုံးတော်လှန်ရေးတပ်တွေကထိုးစစ်ကြီးတရက်ကိုဆင်နွှဲနေတာပါ KNU အုပ်ချုပ်နယ်မြေနယ်စပ်တလျှောက်နဲ့ကရင်တပြည်နယ်လုံးအတွင်းမှာစစ်ကောင်စီတပ်စခန်းတွေရှင်းလင်းရေးဟာအဓိကကြတဲ့အတွက်နယ်စပ်ဒေသကစစ်တပ်စခန်းတွေကိုတစ်ခုပြီးတစ်ခုတိုက်ခိုက်သိမ်းယူနေတာဖြစ်တယ်လို့ KNLA တပ်မဟာငါးကဗိုလ်မှူးကြီးစောကလေတို့ဟာသူ့ရဲ့အမြင်သဘောထားကိုပြောပါတယ်အထူးသဖြင့်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း KNU ဖပွန်ခရိုင်တပ်မဟာငါးနယ်မြေထိုင်းနယ်စပ်တပ်လွင်မြစ်ကန်တလျှောက်မှာရှိတဲ့စစ်တပ်စခန်းတွေအပါအဝင် ခရိုင်တစ်ခုလုံးကစစ်ကောင်စီရဲ့တရင်ဌာနချုပ်နဲ့တပ်စခန်းတွေကိုဇက်တိုက်သိမ်းပိုက်ခဲ့ပါတယ်။ဒါကြောင့်အခုဆိုရင်တပ်မဟာကနေမြေရဲ့နေဆက်တလျှောက်လုံးမှာစစ်ကောင်စီတပ်စခန်းကင်းစင်သွားပြီဖြစ်ပါတယ်။ KNLA PDF Federal Wings စတဲ့ပူးပေါင်းတပ်တွေက2024ဒီဇင်ဘာမှာ KNU ဖက်အန်ခရိုင်တပ်မဟာခွန်နေမြေ KNU ဘဟုဌာနချုပ်နေရာဟောင်းဖြစ်တဲ့မန်နယ်ပလောစစ်စခန်းကိုနှစ်30ကြာလက်လွတ်ခဲ့ရတာကနေပြန်သိမ်းယူနိုင်ခဲ့ပါတယ်။ မာနေပလောဌာနချုပ်ဟောင်းပြန်သိမ်းပြီးနောက်ပိုင်း KNLA ဦးဆောင်တဲ့ပူပေါင်းတပ်တွေဟာစစ်ရှိန်မြင့်ပြီးစစ်စခန်းတွေကိုဇက်တိုက်သိမ်းပိုက်လာခဲ့ပါတယ်။အထူးသဖြင့်စစ်ရေးအရာရေးပါတဲ့မြန်မာထိုင်းနယ်စပ်ကစစ်စခန်းတွေကိုဇက်တိုက်သိမ်းပိုက်လာတာဖြစ်ပါတယ်။ပြီးခဲ့တဲ့မတ်လအတွင်းမှာပဲနယ်စပ်နာကစစ်ကောင်စီရဲ့ပူလူတူခလက်ဒေးတပ်စခန်းတွေကိုသိမ်းပိုက်ခဲ့ပါတယ်။ဒါအပြင်ဒေါနာတောင်တဲ့အရှိချမ်းထိုင်းမြန်မာနယ်စပ်မြဝတီမြို့နယ်က မော်ဖားသူတပ်စခန်းကိုလည်း KNLA PDF ပူးပေါင်းတပ်တွေကအခု April 19ရက်နေ့ကသိမ်းပိုက်ခဲ့တာပါ KNU တပ်မဟာ6နင်းမြေတွေမကပါဘူးတနင်္သာရီတိုင်းမှာရှိတဲ့ KNU တပ်မဟာ6မှာလည်းထိုးစစ်တွေဆင်နွှဲနေပါတယ်တနင်္သာရီတိုင်းထဲမှာမြန်မာထိုင်းနယ်စပ်ကုန်သွယ်ရေးအတွက်အဓိကကြတဲ့ Tiki နယ်စပ်ကုန်သွယ်ရေးစခန်းကိုထိန်းချုပ်နိုင်ဖို့အတွက်ထိထဗျူဟာစခန်းကုန်းကိုလည်းပူးပေါင်းတပ်တွေကတပတ်ကြာထိုးစစ်ဆင်ပြီး April 19ရက်နေ့မှာသိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ် ပြီးတော့လေထီခီနေဆက်ကုံတော်ရေးစခန်းအနီးမှာတိုက်ပွဲတွေကပြင်းထန်နေတာပါဒါအပြင် KNU တပ်မဟာ3ကဥဆောင်ပြီးဘကိုးတိုင်းအရှိချမ်းရွှေကျင်မြို့နယ်တွေကစစ်တောင်းမြစ်ဘေးမှာရှိတဲ့ကွန်စစ်ရွာနယ်မြေရဲစခန်းကိုလည်း April 23ရက်မနက်9:00နာရီခွဲဝန်းကျင်မှာသိမ်းယူလိုက်ပြန်ပါတယ်ကွန်စစ်ရွာမှာစစ်ကောင်စီတပ်ရဲ့တောင်ငူအခြေစိုက်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံအမှတ်968ချင်းမြတ်တပ်ရင်းလည်းရှိသလို ရွာရဲ့မြောက်ဘက်6မိုင်ကျော်အကွာစစ်တောင်းမြေဘေးကဒုံစရစ်ရွာမှာလဲအမှတ်989ချင်းမြန်တက်ရင်ရှိနေပါတယ်။ဒါကြောင့် KNLA ဦးဆောင်တဲ့ပူပေါင်းတပ်တွေရဲ့ထိုးစစ်ဟာတပ်မဟာ6တခုရဲတယ်မကပဲတပ်မဟာခွန်တပ်မဟာ၄တပ်မဟာ၃စသဖြင့်ဒေသအစုံမှဆင်နွှဲနေကြတာဖြစ်ပါတယ်။စစ်ကောင်စီတပ်ကအထည်နာရင်အရတားပြမှတ်တွေကိုပါဘုံကျဲတပ်ဖြတ်လေးရှိလာကြောင်းလေကြောင်းအန်တရဲကိုတတိထားကြဖို့ စစ်ဆောင်ပြည်သူတွေရဲ့တည်နေရာကိုမဖော်ပြဖို့မီဒီယာတွေနဲ့တက်ကြွလှုပ်ရှားသူတွေကို KNU ကပန်ကြားထားပါတယ်။ဒေါ်လှရေးပူပေါင်းတပ်တွေဟာထိုင်းမြန်မာနယ်စပ်ကစစ်ကောင်စီရဲ့တပ်စခန်းတွေကို သိမ်းပိုက်နေသလိုကုန်းသွယ်ရေးအတွက်အရှိပါတဲ့အာရှလမ်းပေါ်ကော့ကရိတ်မြို့နယ်တစ်ခုလုံးမှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းတွေကိုလည်းဧပြီလဆန်ပိုင်းကစပြီးထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။ KNU တပ်မဟာ6နယ်မြေကကော့ကရိတ်မြို့ဝန်းကျင်နဲ့ ကော့ကရိတ်မျိုးကနေဒေါနာတောင်ပေါ်ဒေါနော်ရေတကွန်အထိနေရာယူထားတဲ့အောင်စရစစ်ကြောင်း KNLA PDF ပူပေါင်းတပ်တွေကအပိုင်းလိုက်ဖြတ်တောက်ထားလိုက်ပါတယ်။ပြီးတော့ထိုးစစ်အရှိန်မြှင့်ပြီးတိုက်ခိုက်တာကြောင့်အခုရပ်ပိုင်းတွင်အဲ့ဒီနေရာတွေမှာတိုက်ပွဲတွေ ပြင်းထန်နေတာပါ။ဒီကဲတဲ့တပတ်လောက်ကလည်းကော့ကရိတ်မြို့အဝင်ကစစ်ကောင်စီရဲ့အမှတ်ဆက်နဲ့စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်အနီးမှာတိုက်ပွဲရက်ဆက်ပြင်းထန်ခဲ့ပါတယ်။အဲ့ဒီနေရာအနီးကစစ်ကောင်စီရဲ့ရင်ခွဲတောင်စခန်းအောင်လဲ KNLA PDF ပူးပေါင်းတပ်တွေကသိမ်းပိုက်ရရှိထားပါတယ်။ဒါအပြင်အပိုင်းလိုက်ဖြတ်တောက်တိုက်ခိုက်ခံနေရတဲ့အောင်စေရစစ်ကြောင်း၏အနေအထားဟာအရှေ့ပိုင်းအလဲပိုင်းနဲ့အနောက်ပိုင်းမှာအချင်းချင်းမကူနိုင်တော့တဲ့အခြေအနေဖြစ်နေတယ်လို့ကရင်စစ်ရေးသတင်းရှင်းမြစ်ကပြောပါတယ်။အခုဆိုရင်အောင်စေရစစ်ကြောင်းဟာတောင်ပေါ်မှာအင်အား200ကျော်လောက်ပဲကျန်တော့တယ်လို့သိရပါတယ်။ဒါအပြင်တောတော်ရေတကွန်ဘတ်ချမ်းမှာရှိနေတဲ့စစ်သားတွေလည်းဖြတ်တောက်ပိတ်ဆို့ခံထားရပြီးဖြစ်ပါတယ်။ PDF တည်ရင်မှုတအူက ကျွန်တော်တို့ကအားလုံးကိုဖျက်တောက်လိုက်ပြီးဖျက်တောက်လိုက်ပြီးဆိုတော့သူတို့ကစက်တိုးမလားအညံ့ခံမလားအဲ့ဒီနှစ်လမ်းပဲရှိတယ်လို့ပြောပါတယ်။ဒါကြောင့်စစ်ကောင်စီဟာ2024ဧပြီလမှာမြဝတီကိုသိမ်းပိုင်မယ်ဆိုပြီးအင်အားတထောင်ကျော်ပါတဲ့နိုင်ငံတော်အဆင့်စစ်စင်ရေးအောင်စရာစစ်ကြောင်းအတွက်တော့နောက်ဆုံးအချိန်နှိကပ်နေပြီဖြစ်ပါတယ်။ KNLA PDF KNDO စတဲ့ပူပေါင်းတပ်တွေရဲ့ပိတ်ဆို့တိုက်ခိုက်မှုကြောင့်အောင်စရစစ်ကြောင်းဟာဒေါနာတောင်ကနေမကျော်နိုင်ခဲ့ပါဘူး စစ်သားတွေအင်အားဆုံးရှုံးမှုများလွန်တာကြောင့်စစ်မှုမထမ်းမနေရဥပဒေနဲ့အာဓမ္မစုဆောင်းထားတဲ့စစ်သားတွေကိုရှားချီပို့ခဲ့ပေမဲ့လည်းအောင်စရစစ်ကြောင်းဟာဆေးမမီတော့ပါဘူး။ဒါအပြင်ကော့ဂရိတ်မြို့နယ်ကကော့ဂရိတ်ကျောင်းတို့လမ်းပိုင်းမှာလည်းတိုက်ပွဲတွေပြင်းထန်နေပြီးတော်လှန်ရေးပူးပေါင်းတပ်တွေဟာအဲ့ဒီလမ်းပိုင်းကစစ်ကောင်စီစခန်းတချို့ကိုလည်းဆဲတိုက်သိမ်းပိုက်နေပါဗျ။ကော့ဂရိတ်ကျောင်းတို့လမ်းပိုင်းက၃တိုင်၄တိုင်၅တိုင်စတဲ့နေရာတွေကစစ်ကောင်စီစခန်းတွေကိုသိမ်းထားပြီးကျောင်းတို့မြို့အနီးက၉တိုင်မှာ စစ်ကောင်စီတပ်ဟာခန်းစစ်ပြင်ခုခံနေပါတယ်စစ်ကောင်စီတပ်ကကြုံတိုးမြို့ကိုလက်မလွတ်ရဖို့ခန်းစစ်ကိုအင်အားတွေထပ်တိုးပြီးပြစ်နေတာပါ KNLA PDF ပူးပေါင်းတပ်တွေရဲ့ထိုးစစ်ကိုစစ်တပ်ဟာလေကြောင်းကနေအဆမတန်တိုက်ခိုက်တာနဲ့အစစ်မြေ drone တွေတုံးပြီးခုခံနေကြောင်းမြေပြင်ကရဲဘော်တချို့ပြောပါတယ်အဲ့ဒီလိုပဲကော့ဂရိတ်မြို့မှာလည်းပူးပေါင်းတပ်တွေကမြို့ဝန်းကျင်ကိုပိတ်ဆို့တိုက်ခိုက်လာတဲ့အတွက်စစ်တပ်ဟာမြို့နေပြည်သူတွေကိုတရားခံဖြစ်ပိတ်ဆို့ထားတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါရယ် ကော့ဂရိတ်မျိုးသိန်းတပ်ပွဲကိုတော်လှန်ရေးပူးပေါင်းတပ်တွေက2023ဒီဇင်ဘာ1ရက်ကနေ၄လကြာတိုက်ခိုက်ခဲ့ပူးပါတယ်။မြို့ရဲ့80ရာခိုင်နှုန်းထိတော်လှန်ရေးတပ်တွေကသိန်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့ပေမဲ့မြို့လယ်မှာရှိတဲ့အမှတ်60ခုခြေလင်းတပ်ရင်းဌာနချုပ်နေရာမှာစစ်တပ်ကခန်းစစ်ကိုအသေးအချာပြင်ခုခံခဲ့တာပါ။ဒါကြောင့်ခလာရ60ခုကိုမသိမ်းနိုင်ခဲ့ပဲ2024ဧပြီလမှာတော့စစ်ကောင်စီတပ်ကအောင်စရာစစ်ကြောင်းနဲ့အတူတပြိုင်တည်းအင်အားအလုံးအရင်ထိုးစစ်ပြင်လို့ ဒေါ်လာရေးတပ်ဖွဲ့တွေဟာမြို့ရင်းကနေပြန်ဆုတ်ခွာခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်ကော့ဂရိတ်တပ်ဖွဲ့ဟာတော်လှန်ရေးတပ်တွေအတွက်တော့မကြေပွဲပြန်နှွှဲကြတာဖြစ်ပါတယ်။လက်ရှိအခြေအနေမှာတမဟာ6နေမြေကတောင်ပိုင်းသားတွေဟာကော့ဂရိတ်တနယ်လုံးကိုစစ်မျက်နှာဖွင့်ပြီးစစ်ကောင်စီတပ်စခန်းအားလုံးကိုတိုက်ခိုက်နေတာလို့စစ်ရေးသတင်းရင်းမြစ်ကရှင်းပြပါတယ်။ဒါကြောင့်တောင်ပိုင်းသားတွေရဲ့ဒီတစ်ကြိမ်ထိုးစစ်ဟာစစ်ရေးလေလာသူတွေလက်မလွတ်ဘဲစောင့်ကြည့်ရမယ်။ຫນွေဥတော်လှန်ရေးအတွက်အရေးပါတဲ့တိုက်ပွဲတွေဖြစ်နေပါတယ်ရှင်။ People Spring ရဲ့ပတ်စံတင်ဆက်ပေးနေကြဖြစ်တဲ့ပြည်တွင်းသတင်းဆောင်ပါအစီအစဉ်ကိုတော့တနင်္ဂနွေနေ့မနက်၈နာရီချိန်တိုင်းမှာကြည့်ရှုနိုင်ပါတယ်ရှင်။ငလင်ဘေးတဲ့ဒေတာတွေမှာဖြစ်နိုင်ရင်တော့ရေတန့်ကိုပဲတောက်သုံးပါဘုံပါရေတွေးရေကန်ရေပဲတောက်သုံးနေသူတွေဆိုရင်တော့၃မိနစ်လောက်ပော့ပော့ဆူအောင်ကြိုးချက်ပြီးမှပဲတောက်တင်ပါရစေ